မြန်မာသားတင်ကြားရေးလောကမှာအထူးအောင်မြင်မှုရရှိခဲ့တဲ့မြန်မာသားဆရာကြီးဂုံတုဦးသိန်းနိုင်ဟာဒီကနေ့နိုဝင်ဘာ25ရက်နနက်9:55မိနစ်အချိန်မှာလူကြီးယောဂာနဲ့ကွယ်လွန်သွားပြီလို့သိရပါတယ်။ရန်ကုန်မှာရှိတဲ့သူ့ရဲ့နေအိမ်မှာပဲကွယ်လွန်သွားတာဖြစ်ပြီးကွယ်လွန်ချိန်မှာအသက်89နှစ်ရှိပြီလို့သိရပါတယ်။ဆရာကြီးဂုံတုဦးသိန်းနိုင်ကိုစကိုင်းတိုင်းမုံရွာမြို့နယ်စင်ကျွန်းကြီးရွာမှာအဖမြန်မာတိုင်းရင်းသမားတော်ကြီးဦးထနာနဲ့အမိမူလာနဲ့ကျောင်းအုပ်ဆရာမကြီးဒေါ်အေးစိန်တို့ကနေ့ 1936ခုနှစ်မတ်လ2ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။1955ခုနှစ်တက္ကသိုလ်ဝန်ထမ်းစာမေးပွဲကိုမုံရွာမြို့အမှတ်နှစ်အခြေခံပညာအထက်တန်းကျောင်းမှာတက်ရောက်ဖြေဆိုခဲ့ပြီးတနိုင်ငံလုံးမှာတူဦးဒီသောမြန်မာသားဂုံတူးရှင်အဖြစ်နဲ့အောင်မြင်ခဲ့တာကြောင့်ဂုံတူးဦးသိန်းနိုင်လို့နာမည်တွင်ထင်ရှားခဲ့သူဖြစ်ပါတယ်။အဲဒီနောက်မန္တလေးတက္ကသိုလ်မှာဝိစာပွဲရရှိခဲ့ပြီးသူမြန်နိုးတဲ့မြန်မာသားတင်ကြားရေးဆရာအဖြစ်မန္တလေးတက်ကြီးတက္ကသိုလ်မုံရွာတက္ကသိုလ်မန္တလေးစေးတက္ကသိုလ်နဲ့ န္တလေးစိုက်ပျိုးရေးတက္ကသိုလ်တွေမှာရောပြင်ပမှာပါဆယ်စုနှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဆရာကြီးဂုံတို့ဦးသိန်းနိုင်ဟာအလေတန်းအထက်တန်းចောင်းသားဘဝစာပေပြိုင်ပွဲတွေမှာကလေးကပထမစုပေါင်း20ကျော်ရရှိခဲ့သလိုဘဝတက်တန်းတစ်လျှောက်လုံးမြန်မာစာနဲ့ပတ်သက်တဲ့စာအုပ်စာပေပေါင်းများစွာကိုရေးသားထုတ်ဝေခဲ့ပြီးထူးချွန်စုတွေလည်းရရှိခဲ့ပါတယ်။1963ခုနှစ်မှာမြမဇက်သပင်တမိုင်းစာအုပ်နဲ့မြမအနုပညာစာပေတတိယစုကိုရရှိခဲ့ပြီး1965ခုနှစ်မှာ မြမရုပ်ဆောင်တပင်စာအုပ်နဲ့မျိုးသားစာပေစုကိုရရှိခဲ့ပါတယ်1968ခုနှစ်မှာထုတ်ဝေခဲ့တဲ့မြမသာနီကာကျန်းစာအုပ်ခါလေပြည်ပတက္ကသိုလ်တွေမှာပါမြမသာတင်ကြားရေးပြဋ္ဌာန်းစာအုပ်အဖြစ်နဲ့သတ်မှတ်အသုံးပြုနေကြသည့်အထူးကျွန်ခဲ့ပါတယ်